အားလုံးပဲမင်္ဂလာပါများကောင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်းလေးကတော့နိုင်ငံပိုင်းမီဒီယာတွေလို့လို့မိသားစုလိုက်ထောင်ကြသွားတဲ့အမှုဟာကုညီပေးနေတဲ့ကိုလက်မင်္ဂလာတောင်ညွတ်မှာသူ့ရဲ့လုပ်ရဟာပြန်လည်မျှဝေပေးလာတဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမာကိုလက်မင်္ဂလာတောင်ညွတ်မှာအဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးအဲ့ဒီမီဒီယာတွေကိုဘာတွေဘလို့ပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဝေခွန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဲကျွန်တော်ပြောချင်တာကဘာပြောချင်တာလဲဆိုတော့ဟိုရက်ကတုန်းကကျွန်တော်ကိုလာပြီးအကူအညီတောင်းတယ်ပေါ့ကျွန်တော်နေကိစ္စတစ်ခုကျွန်တော်သွားကူညီတယ်အဲ့နေကိစ္စကိုကျွန်တော်သွားကူညီတော့ဟိုမှာဘာဖြစ်နေလဲဆိုတော့ဟိုမတောက်တစ်ခေါက်တောက်တစ်ခေါက်ပညာတွေနဲ့ဆက်လျှောက်ပြီးတော့ဆရာကြီးတို့လိုတပါးကြီးတို့လုံနေတဲ့ကောင်တွေကြောင့်မလို့ပြည်သူတွေနဲ့နာနေတယ်အေအော်ဒီတိုင်းမှာနော်အေအော်ဒီမှာအဲ့ ဘာနဲ့နာတာလဲလို့မေးလို့ရှိရင်စပြောမယ်နော်ကျွန်တော်ဒါလူတိုင်းကိုပြောခြင်းတော့မဟုတ်ဘူးကျွန်တော်လူတိုင်းကိုပြောတာမဟုတ်ဘူးမီဒီယာတချို့ကိုပြောတာအဲ့မီဒီယာတချို့ကောင်းတဲ့မီဒီယာတွေအများကြီးရှိတယ်နော်တကယ်စစ်မှန်တဲ့မီဒီယာတွေအများကြီးရှိတယ်စောက်ကျင်ပြတဲ့မီဒီယာတွေလည်းရှိတယ်စောက်ကျင်ပြတဲ့မီဒီယာတွေကဘာပြက်နေရလဲဆိုတော့ဒီကောင်သူတို့ကနိုင်ငံတော်အဆင့်မီဒီယာတွေဆိုပြီးတော့မသိနားမလဲတဲ့ ကျေးရွာတိုင်းနဲ့ပြည်နယ်ကပြည်သူတွေကိုတော့တော့ဒုက္ခပေးနေတယ်။ငါတို့ကမီဒီယာတွေသတင်းတောက်တွေအဲ့တော့မင်းတို့ရဲ့အခုဖြစ်နေတဲ့ပြဿနာကိုငါတို့ကကူညီလို့ရတယ်။အဲ့ငါတို့လုပ်ပေးမယ်။အာတကီတော့ဘလောက်ပေးပေါ့။အဲ့အဲ့ဒီစနစ်နဲ့ဒီကောင်တွေကသွားပြီးတော့ထင်တိုင်းနေနေမှာကျဲကြ။တကယ်ဥပဒေအကြောင်းကိုနားလေလားဆိုရင်နားမလဲဘူး။တောက်တစ်ခေါက်ပညာတွေနဲ့သွားလုပ်တဲ့အခါကျတော့အမေတို့ဒါလုပ်လို့ရတယ်ဒါကိုချလိုက်ဒါဒီကိစ္စအေးဆေးပဲပြီးွားမှာပဲဆိုပြီးတော့လုပ်လိုက် အမှန်တကယ်ဥပဒေနားလဲတဲ့လူဆိုရင်အဲ့ဒီလောက်ရတယ်မလောက်ခိုင်းဘူးမလောက်ခိုင်းမဲနဲ့ဒါတမတမကြကြနဲ့ဘလို့နီးနဲ့တရားဥပဒေနီးလန်းနဲ့ဘလို့သွားလို့ရတယ်ဆိုရဲဟာကိုချပြနိုင်အောင်အဲ့လိုမချပြဘဲနဲ့ထင်တိုင်းကျပြီးတော့ကိုစိတ်ကိုသဘောနဲ့ကိုပန်းကိုရှောက်လို့လိုက်တယ်သူတို့မြှောက်ပေးခြင်းအရာတကယ်နဲ့နာဆုံးရှုံးတဲ့သူပဲအခုထောင်ထဲပြန်ရောက်သွားတယ်အချုပ်ထဲမှာအပန်းခံတာလေကိုကလေအဲ့ဒီအကြောင်းအရာတွေသေချာမသိဘူး အဲရဲရည်အမှုဖွင့်လာတယ်ရဲရမှုဖွင့်လာတဲ့အတွက်ကြောင့်မလို့ဒီကလေးမလေးအချုပ်ထဲရောက်တယ်အဲကိုကအကြမ်းပြင်းသိတာဒါပဲသိတာအဲ့တော့ဟုတ်ပြီဒါပဲသိတယ်ဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါမတရားဘူးပေါ့အဲ့တော့အဲစကမ်းမှုနဲ့ကိုနဲ့ပတ်တွေ့ရမယ်ပေါ့ကျွန်တော်စဉ်းချပါတယ်အရာတွေကိုစကမ်းမှုနဲ့ပတ်တွေ့ရဖြစ်ချင်တော့အဲစကမ်းမှုကတတော်ကြောင်းသိတယ်ပိုးတကြိမ်တော့သူနဲ့ကျွန်တော်နဲ့စုံမှုရယ်စုံပြီးတော့ကျွန်တော်ရောက်လာတယ်ဆိုတော့သူသိတယ်ဒီပြဿနာတော့စပြီပေါ့အဲ့တော့ သူကလည်းရရကိုလက်ထိုင်ပါညာပေါ့အခုဘာသိကျင်လဲပေါ့မေးပါပေါ့ပြောပါပေါ့ကျွန်တော်ပြောပြမို့ဒီကိစ္စကဘာဖြစ်နေလဲကျွန်တော်သိကျင်နေတယ်ဟာသိကျင်နေဆိုတဲ့အချိန်ကြတော့မှပဲအဲ့ဒီတော့မှပေါ်တော့တာအကိုတည်းကျွန်တော်အဲ့ဒီမိန်းမကိုကျွန်တော်ပြောတယ်တဲ့သူတို့ကဗျာသူတို့ရဲ့ဖြစ်ဖြစ်ပုံကိုကျွန်တော်ပြပြပေးမယ်သူကလဲပိုင်နေသူ့လေကိုသူများကမတရားကျူးကျော်ဝင်ရောက်တယ်အဲဝင်ရောက်တော့အမှုဖြစ်ကြတယ်အဲ့ဒီလိုအမှုဖြစ်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဟို ဟိုဘက်တစ်ဖက်ကနေပြီးတော့ဒီမြို့နယ်လဲဆဲတွေပါညာတွေနဲ့ပတ်သက်နေပြီးတော့အဲ့ဒီမှာသူတို့ကပိုက်ဆိုင်ခွင့်ရသွားတယ်ပိုက်ဆိုင်ခွင့်ရသွားတော့အဲ့ဒီလူကမြို့နယ်မှာပိုက်ဆိုင်ခွင့်ရတဲ့ဒီဂရီနဲ့စပားတွေစိုက်တယ်အဲ့ဒီလဲဧကတဲ့မှာဝင်ပြီးစပားတွေစိုက်လိုက်တယ်အဲ့ဒီစပားတွေကအချိန်တန်ကြာတော့မှဲ့လာအသီးလူအချိန်မှာပဲသူတို့ကတခါဘာဖြစ်လဲဆိုတော့ဒီဘက်ကတကယ်ပိုင်ဆိုင်တဲ့လူကမကျေနပ်တဲ့ခါကျတော့ခရိုင်ကိုတက်ပြီးတိုင်တယ်။နော်ခရိုင်လဲဆယ်တွေနဲ့ပွားပြီးတိုင်တယ်။တိုင်တဲ့ခါကျတော့အဲ့ခရိုင်လဲဆယ်တွေမှာနိုင်သွားတယ် အနိုင်ဒီဂရီတန်ချပြီးတယ်မူလပိုင်ရှင်ပဲနိုင်စေဘာညာနဲ့ဆိုပြီးချပြီးတယ်အဲ့တော့မူလပိုင်ရှင်ကနိုင်ပြီဒါပေမဲ့ဒီအကျုံးဝင်မှုဟာဒီဆိုင်ရဲ့တပ်တန်းအကျုံးဝင်မှုဟာမပြည့်သေးဘူးအဲ့တော့မပြည့်သေးတော့မပြည့်သေးတဲ့အချိန်မှာပဲတခါဟိုဘက်ကနေပြီးတော့ဝင်ပြီးတော့စိုက်တဲ့စပားစိုက်တဲ့ပိုင်ရှင်တွေကသူတို့စပားတွေကိုချွေပြီးတော့ဟိုရိတ်သိမ်းပြီးတော့အဲ့နေရာမှာပုံထားတယ်အဲ့ညေပေါ်မှာပဲပုံထားတယ်လေလေပေါ်မှာပုံထားတယ်ပေါ့အဲ့ဒီလေပေါ်မှာပုံထားတဲ့ဟာတွေကိုအဲ့ဒီမတောက်တစ်ခေါက်သရောင်းစား မီဒီယာတွေကသွားပြီးတော့အဲ့အဲ့နင်းမြေပေါ်မှာရှိနေပစ္စည်းနင်းပိုင်နဲ့သွားယူပြီးနင်းတယ်လိုက်တော့ကိုယ်မတယ်ရဲဘူးကြောက်တယ်တာမန်လေးရိုးသားတဲ့ပြည်သူတွေမတယ်ရဲဘူးအဲ့ဒါမတယ်ရဲတော့မတယ်လို့ရှိရင်ငါတို့ကစက်မကူညီနိုင်ဘူးဘာညာနဲ့ကွီးကွားနဲ့လုံတော့ဟိုကကြောက်ကြောက်နဲ့သွားပဲ့သွားတယ်တဲရောက်တဲ့စပားကြောက်တော့တဲရောက်တဲ့ပဲ့လို့မြင်အောင်အဲ့တော့သူစီမရှိတဲ့လူတွေနဲ့လေးငါးယောက်နဲ့ပဲ့အသက်မပြည့်သေးတဲ့ကလေးပါပါနေအဲ့ဒီအခုအဲ့ဒီလူတွေအကုန်လုံးကနော်သူတို့ကနိုင်နေတယ်နိုင်နေပါလေရဲ့နဲ့ အဲ့ဒီအမှန်တကယ်ဥပဒေကြောင်းရဖြည့်ရှင်းရတော့မယ်ဟာဟုတ်ဒါဌာနဆိုင်ရာကိုတွားပြောရမယ်ဒီစဘာတွေကျမရဲ့လေထဲမှာရှိရဲလာတဲ့ရင်တဲခိုင်းမှာမတဲခိုင်းလို့ရှိရင်တော့ကျမတို့ကဥပဒေကြောင်းရဒါဆောင်ရွက်ရလိမ့်မယ်နော်တခြားတနေရာကိုပြောင်းရွှေ့ရင်ထားသိရင်ထားရတော့မယ်အဲ့ဒီအတွက်ကြောင့်မို့လို့ခွင့်ပြုချက်မှတ်တမ်းတင်ပြီးပါနော်ဒါမျိုးတွေနဲ့တွားရမယ်လေဆဲလဲတွားအမြင်စင်းရင်လဲတွားရမယ်ရဲစခန်းလဲတွားရမယ်အုပ်ချုပ်ရေးမှုလဲတွားပြောရမယ်အသည်လိုတွေမပြောဘဲနဲ့လက်လို့စပယ်ဟဲ့ဟိုတော့ချက်လောက်လိုက်ပါညာလဲဆိုခိုင်းတော့ဟိုကနားမလဲတဲ့တောင်သူလေသမားတွေ အဲ့ဒီစပားတွေကိုသွားပဲ့ရတာပခိုးဖြစ်ပြီးတော့သုံးခွန်ကိုနဲ့တခါတည်းအချုပ်တန်းမှာအခုထိမလို့။နော်ဟိုကရဲစခန်းရတယ်ဗျာခင်ဗျားနိုင်နေပြီ။နော်ခင်ဗျားကိုခရိုင်အစင်းရနေပြီးပိုက်ဆိုင်ခွင့်ကိုချပေးလိုက်ပြီ။ဒါပေမဲ့အဲ့ဒါတွေသွားမတည်နဲ့နော်။သွားတည်ရင်ခင်ဗျားဒုက္ခရောက်လိမ့်မယ်။ဆိုပြီးတော့ဟိုကပြောတာ။သွားမတည်နဲ့အချိန်ချင်းတားတယ်တဲ့ကျွန်တော်တဲ့စခန်းမှုကပြောတာ။သွားမလုံနဲ့ခင်ဗျားအနိုင်ရနေအရှုံးဖြစ်သွားလိမ့်မယ်။ကိုယ်ပဲတစ်ဖက်ကခင်ဗျားလှုပ်တာကိုလာတိုင်ပြီဆိုရင်ကျွန်တော်ကအမှုဖွင့်ပေးရတော့မှာပဲအဲ့တော့သွားမလှုပ်ပါနဲ့ပြောနေကြတယ်ဒီကောင်တွေ အောက်ခြေမှာတောတောပြီးတော့မြောက်ထူးပင့်ကော်လေးလုံးတော့ကိုကရဲပြောတဲ့စကားကိုနားမထောင်တော့ဘူးသူတို့ပြောတဲ့စကားကိုနားထောင်ပြီးလုပ်ရတာအခု၄ရောက်ဆိုတော့အထဲထဲမှာအသက်မပြည့်သေးတဲ့ကလေးပါပါတယ်နော်အဲ့တော့ကျွန်တော်ခေါ်သွားတော့မှကျွန်တော်ခြေချောင်းကုန်စင်ကျွန်တော်ကတိရတိရတော့နောက်ဟိုစခန်းခွဲဖြစ်နေစခန်းမကြီးမှာသူ့ကိုချုပ်ထားတယ်ဆိုတော့တခါအဲ့ဒီကိုထက်လိုက်သွားထက်လိုက်သွားပြီးတော့အဲ့ဒီရောက်တော့လေဟိုစခန်းမှုနဲ့တခါတွေ့ပြန်တော့စကားပြောတော့အဆင်ပြေတယ်အမှုကိုင်းနဲ့တွေ့တော့လေအဆင်ပြေတယ် အားလုံးကတက်နိုင်တဲ့ဘက်ကနေကုညီဆောင်ရွက်ပေးပါမယ်ဆိုပြီးတော့ပြောတယ်နော်ကျွန်တော်ကလည်းဥပဒေရဲ့ဒီဟိုကသူတို့ကိုကျွန်တော်ပြန်ပြောရတာပေါ့ဒီစခန်းမှုတွေအမှုကန်တွေကျွန်တော်ဥပဒေဒီအချုပ်ထဲကလွတ်သွားနိုင်တယ်အာအမကန်နဲ့အချုပ်ထဲကလွတ်သွားနိုင်တယ်အဲ့ဒါလိုမှမဟုတ်ဘူးဆွဲဆိုရမတင်ဘူးဆိုပြီးတော့ကြာလို့ရှိရင်လည်းဒီအမှုကပြီးဆုံးသွားနိုင်တယ်အဲကျွန်တော်ကူညီနိုင်တဲ့ဟာကိုတော့ကျွန်တော်ကူညီပေးတယ်ဆက်လက်ကူဖို့ကြတော့ အဲ့ဒီမီဒီယာဆိုရဲ ground စားတွေကအဲ့ဒီကာယကံရှင်တွေရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့မပေးထားဘူး။အဲ့မပေးထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့ဒီနေနာတဲ့လူရဲ့ဆွေမျိုးတွေနဲ့ကျွန်တော်တို့ကပြောဆိုပိုင်ခွင့်မရခဲ့ဘူး။မရခဲ့တဲ့အတွက်ကျွန်တော်တို့ဆက်ပြီးတော့မလုပ်ပေးနိုင်ဘူး။နောက်ဒီနေရာမှာတင်စိတ်မကောင်းခြင်းများစွာနဲ့ရပ်ထားခဲ့လိုက်ရတယ်။ဆိုလိုတဲ့သဘောကဘာလဲဆိုတော့မင်းတို့မီဒီယာတွေဆိုတာသတင်းရေးဖို့ပဲလိုတာ။မီဒီယာမှာဖြစ်နေတဲ့အမှန်တရားတွေကိုသတင်းအနေနဲ့ချပြဖို့အတွက်မင်းတို့မီဒီယာလို့သတ်မှတ်တာ။မီဒီယာချင်းဝစီမင်းစည်းကမ်းတွေကိုပေါ့ပေါ့နားလေ။ ။နောက်ပြည်သူတွေကျွန်တော်ပြောပြမယ်။ငါတို့ကနိုင်ငံတော်အဆင့်မီဒီယာတွေပဲစောက်ပင်ကောင်းလာရင်ပားပိတ်ရိုက်ပလိုက်။သိလား။အဲ့ဒီကောင်တွေလုံစားနေတာ။နောက်မြေခွက်လိုက်ရောင်းတဲ့မီဒီယာရှိတယ်။မီဒီယာကက်ပြပြီးတော့ပြည်သူပိုင်းမြေတွေကိုလက်ညှိုးထိုးပြီးလိုက်ရောင်းစားနေ။နောက်အလားတွေလည်းကျွန်တော်မြင်ခဲ့ဘူးတဲ့။အဲ့ဒီမီဒီယာကက်ပြားကိုပြတယ်။ပြပြီးတော့မှမဟုတ်ကဟုတ်ကသူများမြေခွက်တွေလက်ညှိုးထိုးပြီးတော့နိုင်ငံတော်မြေခွက်တွေလိုက်ရောင်းစားတယ်။ဟိုကတကယ်အောင်းမေးလို့ဝယ်တဲ့လူကကျွန်တော်ကိုလာတိုင်တယ်။ ကျွန်မကလိန်ခံလိုက်ရတယ်အဲ့မြေခွက်ကသူ့မြေခွက်သူ့ပိုင်တဲ့မြေခွက်မဟုတ်နိုင်ငံတော်မြေကြီးဖြစ်နေတယ်လာတိုင်ရောဒီကောင်ကိုကျွန်တော်ခေါ်တာကျွန်တော်ဒီမဲ့ဒီကောင်လာလဲလောမီဒီယာဒီကောင်နိုင်ငံတော်အဆင့်လို့လို့မှုခင်းကအရာရှိလို့လို့လဲကျွန်တော်စီရောက်ပါကျွန်တော်အိမ်လိုက်ထည့်ပြီးတကားပါတော့ပိတ်လာမင်းပြောလို့ဆိုရကပြားတွေပါထုတ်ပြခိုင်းတာအထုတ်ပြခိုင်းပြီးတော့မင်းဒီကိစ္စမင်းဘယ်လိုရှင်းမလဲမေးတော့မှအဲ့ဒီရောမှတောင်းပန်ပြီးတော့ချက်ချင်းအဲ့ဒီကောင်ကိုဘက်ကဝယ်တဲ့ကောင်မလေးရဲ့ပတ်စံပြန်ပေးရတယ်အဲ့ဒီလိုစောက်ချင်မကောင်းတဲ့ကောင်တွေအများကြီးရှိတယ် ်အဟိုကလုံးမယ်ဒီရလုံးမယ်ဆိုပြီးပေါက်ပန်းလေးတက်လိုက်လို့ခဏတော့ပြည်သူတွေကျွန်တော်ပြောပါမယ်အဲ့ဒီမီဒီယာတရားဥပဒေနဲ့ဘာမှမဆိုင်ဘူးเนาะတရားဥပဒေဝင်ရောက်ဆော့ဖက်ခွင့်လည်းမရှိဘူးခင်ဗျားတို့တကယ်ငှားမှာအမှုတစ်ခုဖြစ်လာပြီဆိုရင်ရှေ့နေုံငှားရမယ်เนาะရှေ့နေငှားပြီးတော့ရှေ့နေနဲ့လုံးအဲ့ဒီမီဒီယာကကြားလာပြတဲ့ခေါင်းတွေကခင်ဗျားတို့ဒုက္ခမရောရောက်အများသောအားဖြင့်လောက်သွားလိမ့်မယ်ဒါမီဒီယာတိုင်းကိုပြောနေရမှာမဟုတ်ဘူးတချို့ကောင်းတဲ့မီဒီယာသူတရေထောင်တာတီးတန့်သွားနေတဲ့ line တွေအများကြီးရှိတယ်။နော်ဒီ Facebook ပေါ်မှာလည်း loss ဟိုစပီကာတွေလုံနေတဲ့လူတွေလည်းအများကြီးရှိတယ်။ကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေလည်းရှိတယ်။အဲ့တော့ကိုဘကိုတွေးဒီကောင်လေးကိုခင်ဗျားတို့ကယုံစားပြီးတော့ဌာနဆိုင်ရာလူကြီးတွေလို့သဘောထားပြီးတော့အဲ့ဒီကောင်လေးနဲ့လုံလိုက်အခုမြောက်ပြီးတော့ခင်ဗျားတို့ပဲထောင်ထဲရောက်တယ်။ကျောင်းလေးလိုက်ထုတ်လို့ကမရဘူး။နော်စိတ်လည်းမကောင်းအောင်အဲ့ဒီကဆိုငေါတုတ်လေးထားပြီးတော့နိုင်ရံနဲ့ခေါင်းလေးထဲမှာစောင့်။သူဖမ်းခံရမလားဆိုပြီးတော့သူမှန်နေတဲ့ဖမ်းခံရတယ်ဆိုပြီးတော့နော်အဲ့ဒါတွေကအဲ့ဒီကောင်လေးလောက်သွားတာကျောက်ကတော့ရှင်းရှင်းလေးပဲ။ အဲ့ဒါတွေအားလုံးကိုဂါကနာနာမသိဘူးအေးသိတဲ့အချိန်မှာတခါလေးပြောလိုက်တယ်စကားကိုနော်ရဲစကားကိုကျွန်တော်တခါလေးပြောတယ်ဒီလူတွေကတကယ်ရိုးသားတဲ့ပြည်သူတွေဘာမှနားမလည်ဘူးဥတွေကြောင်းအဲ့တော့ဒီတော့သူတို့ချောင်ကြကြောင်လို့မြှောက်ပေးရတာအဲ့ဒီကောင်တွေပဲအဲ့ဒီကောင်တွေကအမှုတွေတဲ့ထဲတခါလဲပြောတာနော်ပြောထားပြီးသားအမှုတွေတဲ့ထဲအဲ့ကောင်တွေကဖမ်းအပိအမြောက်ပဲဒီကောင်တွေကအမှုတွေတဲ့ကသူခိုင်းစီ သူတို့ခိုင်းစေတဲ့အရာဒီလူတွေလောက်ရတဲ့အတွက်ကြောင့်မလို့ဒီကောင်တွေမှာအပြစ်ရှိတယ်အဲ့ဒီကောင်တွေပါဖမ်းကျွန်တော်တို့တခါလဲပြောခဲ့ပြီဘယ်လိုက်ပြီးတော့ဗျာသူကသူနေနေတဲ့တာမန်ပြည်သူလိုက်ပြီးထောင်ထဲမှာရောက်အောင်ပို့ပေးနေစောက်ကျင့်နေပတ်စံလီလီပြီးတော့စားနေတဲ့ကောင်တွေအဲ့ဒီကောင်တွေဒီရမှုလေးတစ်ခုပြည်တာ3400လောက်ကုန်တယ်တဲ့အဲ3400လောက်ကုန်တယ်ဆိုကျွန်တော်အဲ့ဒါနဲ့မေးရဲ့အဲ့ဒီမြေခွဲတစ်ခွဲဘယ်လောက်တန်တေကောက်ဘယ်လောက်တန်လဲဆိုတေက90လောက်တန်တယ်တဲ့ဘယ်နဲ့အေကလဲဆို6အေကတဲ့ဟဲ့လား ကျွန်တော်စဉ်းစားကြည့်ဟိုအမှုတစ်ခုဖြစ်တယ်နိုင်တယ်ဒီကိုရဲ့ပိုင်ဆိုင်မှုအင်အားကြီးကနေနေရာကြီးကကြီးလို့ဖြစ်ရတာတော်သေးတယ်သူပိုင်နာ6ရေကတေကမှ90 6ရေကမှ300ကုံသွားတဲ့ပတ်စံက400တဲ့အဲ့400ဘယ်လိုကုံလဲလို့မေးတော့ဒီလိုပဲတော့ဟိုလုတ်တီလုံးနဲ့ကုံသွားတယ်တဲ့အဲ့ဒီလိုကောင်မျိုးတွေစောက်ကျင်ကမင်းတို့တတိထားနေမင်းတို့လောက်တာတွေနည်းနည်းများနေပြီနော်အဲ့မြေဟိုမီဒီယာကတားပြပြီးရောမြေခွက်ရောင်းစားနေတဲ့ဘရောင်းစားမင်းလည်းချက်ချက်တတိထားနေပြီ ပြေးလာနောက်တချို့ဟိုဆရာကြီးလိုလိုတပါးကြီးလိုလေဟိုကနေဘာဖြစ်လို့ဒီကနေရောပင့်လို့ဖိတ်လို့မင်းတို့နက်ကနာဘာမင်းတို့နက်ပွဲကားတဲ့နက်ကတော်တွေလားပင့်တာတွေဖိတ်တာတွေလုံနေအောင်စောက်ဖို့တွေလာပြောမနေနဲ့စောက်ရေချင်းနေရမရှိဘူးဟိုဖမ်းမယ်စီးမယ်ဆိုရင်စောက်သွေးပြက်နေတဲ့ဟာတွေမပြောကြည့်လို့တခြားမီဒီယာတွေတော့ကိုနဲ့ပတ်သက်တဲ့အခုမှကိုကိုပိုးတို့ဘာလို့ရောက်နေပြီကိုနဲ့ပတ်သက်တဲ့လူတွေသူတို့ဖတ်ရသူတို့ကောင်းရကောင်းကြောင်းနေလုံနေတဲ့လူတွေမို့လို့သူတို့ကဂျာရဲကနေပြီးညံ့မှာဆိုလို့ ိုလည်းအားနာလို့မပြောဘဲနဲ့နေရမင်းတို့စောက်ကျင်နေရတော်တော်များနေပြီနောက်တစ်ခါခမားတို့ထပ်ပြောမယ်ခမားတို့အဲ့ဒီလာပြီးကပြပြတဲ့မိတွေဟာဘာလုပ်ပိုင်ခွင့်နေရှိတာလဲလို့အရင်တခါလည်းမေးဥပဒေရောကျမတို့ဘာတွေလုပ်ပေးနိုင်တာလဲမေးတရင်မေးပြီစကမ်းတစ်ခုလည်းဝင်ပါစကမ်းမှုနေကောင်းတာထမင်းစားပြီးပြီချီးပါပြီလားသွားမေးလားကပြပြမေးတာတော့ကအဆောက်ဆင်းလို့မဟုတ်ဘူးခမားတို့အချိန်မီဒုက္ခရောက်သွားနိုင်တယ်လူယုံတိုက်ရင်သိတယ်ဆိုတာအဲ့ဒါ၄နောက်တစ်ခုကြပြောမယ်အမှုတစ်ခုဖြစ်လာရင်ရှင်းနေ ဒါပေမဲ့ဥပဒေကြောင်းတတိနားရတဲ့လူတွေနဲ့ဆွေးနွေးအဲဆွေးနွေးကတွေလည်းပေးရတာမှမဟုတ်တာဆွေးနွေးလိုအပ်တဲ့ကူညီတောင်းရှင်းနေငှားစရာရှိရင်ငှားငှားတဲ့ရှင်းနေရတော့ကြားချပြီးတော့နှစ်ဖက်စလုံးကိုရိတ်သွားတဲ့ရှင်းနေမဖြစ်စေနဲ့အခုရှင်းနေတဲ့ကောင်ကျွန်တော်တွေ့ထားတယ်နှစ်ဖက်စလုံးကနေပြီးတော့ပတ်ဆက်ယူသွားပြီးတော့လုတ်သွားတဲ့ကောင်နော်အဲ့ဒီကိစ္စမှာကျုပ်ပါပါနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီကောင်ကိုကာယကံရှင်နေရခွင့်လို့လဲကျုပ်ကခွင့်မလို့ရောင်းစားတွေဒီယုံကြည်လို့ အမှုတစ်ခုကိုအပ်တယ်အဲ့ရင်အဲ့ဒီအမှုတွေဘက်ကနေပြီးဆော့ဆော့တမန်ကာဝယ်ဆောက်ရှောက်ပေးရမယ်ထိန်ချတာတွေမလုပ်ရဘူးဒီအမှုကိုရိုးသားသားနဲ့ကိုယ့်ဘက်ကဟိုငှားရတဲ့လူနိုင်အောင်လို့လုပ်ပေးရမှာတရေလူဘက်ကပဲဖြစ်ဖြစ်တရေခံဘက်ကပဲဖြစ်ဖြစ်ဒီကိုယ်ကိုလာအပ်တဲ့လူကိုအမှန်တရားတိုင်းကိုပေါ်ပေါအောင်လို့စောက်ရွက်ပေးရမှာအဲ့အငှားရမ်းခံရတဲ့ရှေ့နေတွေလောက်ရမယ်စောက်ကြည့်အဲ့တော့အဲ့ဒီပုံစံကိုမလုပ်ခဲနဲ့ဘရောင်းသားဒီဘက်ကငှားတဲ့လူဘက်ကလည်းပတ်ဆက်ယူတယ်နော် ဒီဘက်ကလာထားတဲ့လူဘက်ကနေပြီးတော့လေအခချင်းငွေယူတယ်အမှုလိုက်ခယူတယ်ပြီးတော့ဟိုဘက်အချမ်းကလူဘက်ကနေပြီးတော့လေငါဒီဘက်ကပော့ရော့အမှုပော့ရော့အောင်လုပ်ပေးမယ်ငါတေချာမစစ်ပေးဘူးเนาะဒီဘက်ကနေပြီးတော့ဘာတွေတက်တေထောက်ထားရှိတယ်ဘာတွေမေးမယ်ဆိုတာမေးတော့ငါတို့ကပေးမယ်မေးတော့ငါတို့ကအတကြီးပြန်ပေးအဲ့လိုနှစ်ဖက်ချစားတဲ့ရှင်းနေတွေလည်းရှိတယ်เนาะရှင်းနေတိုင်းကိုပြောတာမဟုတ်ဘူးเนาะအဲ့ဒီလိုစောက်ကျင့်ပြတဲ့ရှင်းနေတွေကိုပြောတာနောက်ဆုံးအတန်ဖိုင်တွေပါသွားရောက်စားတယ် အဲ့ဒီအပပိုင်ရှိတဲ့ဟာကအခုမျက်နှာဆုံးရှုံးနေတဲ့တရေလူရဲ့လက်ထဲမှာရှိတယ်။ကျုပ်စီမှာရှိတယ်။နောက်အဲ့ဒီရှိနေကိုစီမှာရှိတယ်။အဲ့ဒီရှိနေကိုလည်းကျုပ်ကအဲ့ဒီအပန်ဖိုင်တွေကိုကူးပြီးတော့ဒီစခန်းနေတရားရုံးနေမှာကိုတင်ပေးဖို့။နောက်အဲ့ဒီလိုတင်ဖို့အတွက်ဆိုပြီးတော့ကျုပ်ကအကူညီတောင်းလိုက်တာ။အဲ့ဒီရှိနေကဒီတရေလူဘက်ကနေကျွန်တော်ဒီကိစ္စကိုပါဝင်ပတ်သက်ခြင်းမရှိခြင်း စင်ကာလာကလေးရပါဘောသူတို့ငှားရမ်းထားပြီးသားရှိနေသူနဲ့မိသားစုတစုလိုပဲယုံရတယ်သူတို့ကလည်းတကယ်ကိုယုံကြည်တာအဲ့ဒီရှိနေဘူးတကယ်မိသားစုမောင်နှမလိုပဲပါသမီးတွေလိုပဲအဲ့ဒီလိုယုံကြည်နေတာအဲ့ဒီလိုယုံကြည်နေပါရဲ့နဲ့အဲ့ဒီအတန်ဖိုင်ကိုယူပြီးတော့ခိုးဘက်အချောင်းကိုသွားပြီးရောင်းစားပလိုက်ခိုးဘက်ကအဲ့ဒီအတန်ဖိုင်ကိုယူပြီးတော့တတိကံကိုဖျောက်ဖျက်ဖို့အတွက်လုပ်တယ်သွားဖျောက်ဖျက်တယ်ပါလားတတိနော် 哎呦，这个啊，里到底要来，年纪啊到地的，我们的到地啊，年纪重嘞。哎，你到地又多生肉哟，到地干抽不出来。哎哟，那边麦地下伊啊表皮多少是哦？喏，地啊单肥嘛，噶地单反呢表皮多少是？没表皮就是嘛无烟的些，无烟的在地湿的地，亏的呢固态的，哎下的阿龙啊，就嘛湿的路，那脚块风天嘛嘞，哎单反呢一边松些的，第二路在天嘛嘞，阿里下面一边松些的。 အဲ့တော့ကျွန်တော်တို့ကလည်းနောက်တေးချောင်းလို့မလုပ်ရလဲဆိုလို့ရှိရင်ဒီတက်သေးတကယ်အရေးကြီးတဲ့တက်သေးအပန်ဖိုင်တွေကို3 4ခုပွာထားတခုပြက်ပြောက်ပြက်သွားတာနဲ့နောက်တခုချက်ချင်းထုတ်လို့ရအောင်လို့အဲဒါမျိုးစနစ်နဲ့သွားရတာအဲ့ဒီတော့ရှေ့နေငားရင်ကြည်ငားပါကိုကနိုင်နိုင်ငင်လို့ရှေ့နေငားကမထောင်နေတစ်ခါရောက်သွားမယ်အဲ့ခုနစောက်သုံးမကြတဲ့မီဒီယာတွေကိုအားကိုးရင်လည်းထောင်နေရောက်မယ် ကိုဘန်းကိုတက်ပြီးနားလေတဲ့လူတွေကိုလည်းမေးမြန်းကိုငှားမဲ့ရှေ့နေကောင်းခြင်းမကောင်းခြင်းကိုလည်းအရင်လေ့လာစုံစမ်းပတ်ဝန်းကျင်မှာစုံစမ်းတရားရုံးတွေမှာစုံစမ်းပြီးတော့မှခင်ဗျားတို့ငှားပတ်စံကုန်ပြီးလူထောင်ထဲရောက်မယ်ဆိုလို့ရှိရင်ကိုဘန်းကသာထောင်ထဲတန်းဝင်သွားလိုက်ပတ်စံမကုန်တော့ဘူးအဲ့ဒီတော့ကျွန်တော်ဆိုလိုချင်တဲ့သဘောကစောက်သုံးမကြတဲ့လုံရက်တွေကိုမင်းတို့တွေအဲ့ဒီကပြားတကားကားတွေကင်ပြီးတော့အဲ့မီဒီယာတွေနော်ရှောက်လိုက်လှုပ်ရှားနေတာတွေကိုနောက်တစ်ချိန်မှာနာမည်တွေနဲ့ဘိုင်နေတက်ပြီးတော့ပြောရလိမ့်မယ်နော် ဲ့ဒီသတင်းဌာနဘယ်ဌာနလဲဆိုတာလဲငါသိထားတယ်เนาะအဲ့ဒီမင်းတို့မီဒီယာရဲ့ပိုင်ရှင်တွေကိုငါအားနာနေလို့မျက်နှာထောက်နေလို့မျက်နှာနာစရာဖြစ်နေလို့အဲ့ဒီတော့ပဲမင်းတို့ငါထည့်ပြောသေးတာအဲ့မီဒီယာဆိုတာလဲနောက်တစ်ခုပြောပြရမယ်အခုဒီရမီဒီယာအပြီးလို့ရှိရင်ဟိုဘက်အဲ့ဒီကနေပြောတခါထတ်ထွက်ထွက်ပြီးဟိုဘက်ကမီဒီယာဖြစ်သွားပြန်အောင်တခါအဲ့ဒီကနေပြောတခါထတ်ထွက်ကပြားတွေတော့ကင်ဟာ10ခုလောက်ဖြစ်သွားတာပေါ့ဘာဆောက်သုံးကြလဲမေးကြီးဘာမှဆောက်သုံးကြလဲကောအဲ့တော့ နိုင်ငံတော်အစည်းအဝေးနဲ့ကလည်းဓာရီကိုသိထားဖို့လည်းလိုအပ်တယ်လိုအပ်တယ်ဆိုတော့ဘာတွေလုပ်နေလဲဆိုတော့အဲ့မှာမီဒီယာတွေအဲ့ဒီလိုလုပ်နေတဲ့ဟာတွေကိုဌာနဆိုင်ရာအသိအသိရသိရတယ်ဥပမာသူတို့တွေပြောတဲ့အတိုင်းတော့ကျွန်တော်တို့သွားပြီးတော့အာအမဟုတ်ဘူးဒါခင်ဗျားတို့ကဒီဒါမျိုးကိုဖွင့်လို့ပဲရမလဲဓာရီဘာတွေနဲ့သွားပြီးတော့အကန့်တွေသွားပြောလို့ရှိရင်ကိုတော်မဝိတရားနှောက်ရှက်မှုနဲ့ထောင်ထဲရောက်သွားမယ်အဲ့ဒီမှာလည်းနေလို့တော့နော်အဲ့ဒီကာယကံရှင်အမျိုးသမီးကိုယ်တိုင်ကလည်းသူ့ပါဇက်ကပြောတယ်ဟဲ့တဲ့ညီတို့လှုပ်ခိုင်းလို့ငါလှုပ်တာလေတဲ့အခုငါထောင်ထဲရောက်ပြီနေရဘာဖြစ်လို့အပြင်မှာရှိနေရလဲတဲ့ က်ပြီးရောအဲ့လားဆိုရင်တော့အဲ့လောက်ဆိုသဘောပေါက်လိုက်ဟုတ်လားဒီကာယကရှင်အချုပ်ထဲကမိန်းမကိုယ်တိုင်ကပြောတာဟဲ့တဲ့နာမည်ထဲမှာပြောရင်ဟဲ့တဲ့နေခိုင်းလို့ငါလုတာလေးတဲ့နေလို့ပဲဒါလုရမယ်ဆိုလို့ပြောလို့အကြည့်လို့ငါသွားလုတာလေးအခုငါထောင်ထဲမှာလေးတဲ့နေတော့ဘာဖြစ်လို့အပြင်မှာလဲတဲ့ငါ့ကိုလည်းနေဘာကူညီပေးလဲတဲ့အာအဲ့မှာသွားဘာကူညီပေးလဲဆိုတော့ဟုတ်ဘူးလေတဲ့အခုလုတ်ပေးနေတယ်လေတဲ့ဆိုတော့ဘာလုတ်ပေးတာလဲလို့အခုဘာကြီးလုတ်ပေးတယ်လို့ ကဲစခန်းမှာစခန်းမှုနဲ့စကားပြောရတယ်ကျွန်တော်လည်းစခန်းမှုနဲ့ပြောရတယ်နော်ဒါအဲ့မှာကိုပိုးကိုကိုလည်းပါတယ်သူလည်းစခန်းမှုနဲ့ပြောရတယ်နောက်ကအမှုကင်နဲ့ပြောတယ်ကျွန်တော်တို့နှစ်ယောက်ပဲပြောရတယ်တောင်းပန်ရတယ်ဗျာဒီပဋိပက္ခပစ္စည်းလေးတွေစာရွက်စာရမ်းလေးတွေတိမ့်ပေးဖို့အတွက်ကိုကျွန်တော်ကအနုညွတ်မြတ်တာရက်ခံရတယ်ဒါလေးတော့လုပ်ပေးပါဗျာသူတို့မဆိုင်ပဲနဲ့ညက်နာဆုံရှုံနေခံလဲခံရတယ်အခုလည်းထောင်ထဲရောက်ပြန်ပြီအဲအဲ့ဒီတော့ကြောင့်မလို့ဒါလေးတော့ကုညီဆောင်ရွက်ပေးပါဆိုပြီးတော့အောက်ကျခံပြီးတော့ပတ်တောင်းပန်ရတာ နော်မြို့ဆုတ်သွားတာအဲ့ဒီမှာသိန်း၄00လောက်ကုန်တယ်တဲ့ဘာကုန်တာလဲလို့အဲ့သိန်း၄00ဆိုတော့မသိရကျွန်တော်ဒီလိုပဲအဲ့လိုက်လုံရင်လုံရင်ကုန်ကုန်လာလေးတဲ့ဟိုပေးဒီပေးနေဘယ်သူသွားပေးလဲတော့မသိဘာမှတီးရောက်မှုလဲတခုမှမရှိဘူးဟာနောက်တော့ရဲရလဲပြောရဟိုတခါလာပြီးရောတဲ့မင်းတို့ဒီဟာတွေကိုတဲမယ်ပြုတ်မယ်ဆိုကြတဲ့ငါတားတော့မှလည်းတဲ့မေးပါလာတယ်မလားတဲ့ခပြပါလာတယ်နော်တဲ့ဆိုပြီးတော့ဟိုကစကမ်းကသူ့ကိုလက်ညှိုးထုတ်ပြီးမေးရအမေးရမြောဟုတ်ကဲ့လေကျွန်တော်ပါပါတယ်ဆိုပြီးတော့ တင်တော်ရတဲ့အဲ့ဒီဟာဟုတ်တယ်ဟိုကျွန်တော်တို့ပြောမယ်ဆိုတဲ့အဲ့ဒီစပားတွေကိုရွှေ့မယ်ဆိုတော့ကျွန်တော်ကလာပြီးတော့တဲ့အခုစီကခွင့်မြုပ်မိတောင်းလာတဲ့အဲ့ရေးကခင်ဗျယူနေလားတဲ့ရေးကပြန်ပြောရရှိခင်ဗျယူနေလားတဲ့ကျုပ်ကစကားမှုတွေရောက်တယ်ကျုပ်ကခွင့်ပြုလိုက်တယ်ဆိုလို့ရှိရင်သူ့ပြည်စီမဟုတ်ဘဲနဲ့ကျုပ်ကခွင့်ပြုဟိုဘက်ကကျုပ်ကပါရောပြီးတရားစွဲမှာပေါ့တဲ့ကျုပ်ကသွားမသိရင်လည်းလို့ပြန်ခင်ဗျတို့ကတခါချက်တိုင်အောင်မယ်လေတဲ့ကျုပ်ကမသိသိရောက်မယ်ခင်ဗျတို့ကိုပြောရတာလေတဲ့ပြောအဲ့ရောက်တော့ပါစပ်ပိတ် အဲ့ပြီးတော့တခါဟိုဘေးနာရှိတယ်မဆိုင်တဲ့ပတ်ဝန်းကျင်ကိုပါတခါထက်ပြီးတော့ထိုးချသေးတယ်ခမားခိုင်းလို့လေခမားကိုကျွန်တော်မေးရတယ်အကြံဉာဏ်တောင်းတယ်လေဟိုကလည်းမင်းငါမလုံနဲ့လို့ပြောတယ်လေအဲ့အဲ့အဲ့ဒါမျိုးတွေမလိမ့်တပတ်တွေရှောက်ရှောက်လုံနေကြအဲ့နင်းနာတဲ့ပြည်သူအတွက်ပဲထက်ပြီးတော့နင်းနာသွားတာပဲရှိရဲ့ဒီသောင်းသားတွေအတွက်ကောင်းစားသွားတာပဲရှိရဲ့နော်အဲ့တော့ဟိုပောက်ပန်း40မီဒီယာတွေကိုလည်းလိုက်ယုံပြီးတော့အကူမနေကြပါနဲ့နော် မီဒီယာရဲ့လုံပိုင်ခွင့်ဆိုတဲ့အားပဲအတိုင်းအတာတစ်ခုထိပဲရှိရဲပတင်းရေးမယ်မြေပြင်ရဲ့ဖြစ်စဉ်တွေကိုဒါအများပြည်သူအထက်လူကြီးတွေသိအောင်သူစာရေးပြီးတော့တင်ပြမယ်သူတို့ဂျာနယ်တွေကနေဖော်ပြမယ်ဒါပဲလုပ်လို့ရတယ်နော်တချို့ဆိုလို့ရှိရင်ဘလောက်ထိအကျော်တင်လဲဆိုလို့ရှိရင်ပတင်းတော်ရှင်းလင်းပွဲသွားပြီးတော့ကပ်ပြားလေးနဲ့ပြန်လာသူကနိုင်ငံတော်အစ်စ်မီဒီယာတဲ့အဲ့ဒီကပ်ပြားဟိုတင်းတော်ရှင်းလင်းပွဲမှာသူသွားတက်လာတဲ့ပတင်းတော်ရှင်းလင်းပွဲပေါ့လေနိုင်ငံတော်ကလုပ်တဲ့ဟိုကဘိုလ်ချုပ်စော်မင်းထုံးတို့ဘာလို့လုပ်တဲ့အဲ့ဒီတင်းတော်ရှင်းလင်းပွဲကိုသွားတက်တော့ကပ်ပြားလေးတွေရတယ်အဲ့ဒီကပ်ပြားနဲ့ အဲ့ဒီသတင်းစာရှင်းလင်းပွဲတက်ခဲ့တယ်မှတ်တမ်းနဲ့အဲ့ဒီနှစ်ခုနဲ့သူကနိုင်ငံတော်အဆင့်မီဒီယာဆိုပြီးတော့ပေါက်ပန်းလေးသက်ကြီးလိုက်လို့ခင်ဗျားတို့စဉ်းစားအဲ့ဒါအစဉ်ကြီးလားလို့နော်အဲ့တော့ကျွန်တော်နောက်ဆုံးညီကုန်းချုပ်ပြောချင်တာကျုပ်ကမတရားလာတွေကျုပ်ရှိမှလာလာမလုံနဲ့လုံရေဆုံးကုန်းဆုံးချောက်အခုဒီနေ့မနေ့အစောကြီးပဲဟိုးဘက်မှာနေဆက်ဘက်မှာဖြစ်နေတဲ့ကိစ္စတစ်ခုအတွက်ကိုကျွန်တော်ရန်ကုန်ကနေပြီးတော့တပ်သိကံထွက်ဆိုပေးလိုက်ပြီနော်အဝေးရောက် အနေနဲ့ကျွန်တော်စစ်ချက်တွေယူတယ်ကျွန်တော်ဒီကနေလှမ်းပြီးတော့ဖြစ်စဉ်အားလုံးကိုကျွန်တော်ထွက်ဆိုရက်ပေးလိုက်တယ်အဲ့တော့ဒီမတရားမှုကလည်းအချိန်တိုင်းအစဉ်ပြေသွားလိမ့်ကျွန်တော်ကိုယ်တိုင်လည်းထွက်ဆိုရက်ပေးပြီးပြီနေတာဆုံးရှုံးတဲ့လူကိုယ်တိုင်ကလည်းထွက်ဆိုရက်ပေးပြီးပြီနော်အဲ့ဒီတော့ကြောက်မှုလို့အဲ့ဒီမှာမတရားလုပ်ထားတဲ့အကြမ်းလိုက်စားထားတဲ့လူတွေကတော့ထိမှာပဲအဲ့ဒါတော့ကျွန်တော်လည်းမတတ်နိုင်ဘူးသူပေါ့ကြည့်ရသူတို့မတရားလုပ်လို့မတရားခံရတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးကျွန်တော်ကခုနကလိုမျိုးပေါ့ ARD တိုင်းကမှန်ကန်တယ်သူ့ရဲ့ဒီရဲ့ ရဲဝန်တိုင်းလည်းလုပ်ရမှတ်ခဲ့တယ်ကျွန်တော်ကထောက်ခံပေးရဟိုဘက်ကအာဂတိလိုက်စားတယ်မတော်မတရားတွေလုပ်တယ်အဲ့ဒီရဲသူ့တိုင်းနဲ့သူ့ကံပဲဒါမျိုးပဲကျွန်တော်ကမှန်ရင်ထောက်ခံပေးမယ်မှားရင်တော့ကျွန်တော်ကကန့်ကွက်မှာပဲအဲကိုကိုဖြစ်ရင်ကိုခံပဲသဗ္ဗေသတ္တကံမတကပဲနောက်အဲ့ဒီလိုမျိုးမတရားမှုတွေကျုပ်ရှိကိုထထရောက်လာရင်မိသူ့ကိုမဆိုတဲကြီးခံမှာမဟုတ်ခွင့်လွှတ်မှာမဟုတ်နားလေပေးမှာမဟုတ်မင်းတို့ထမင်းအိုးတွေကွဲတာလဲငါဂယုဆိုင်နေမှာမဟုတ်ငါကတော့အောက်မှာဖြစ်ရင်အထက်သိအောင်လုပ်ပြမှာအများပြည်သူသိအောင်လုပ်ပြမှာဒါငါရဲ့ခံယူချက်ပဲ เนาะအဲ့တော့ညီကိုမတော်ရတွေเนาะအားလုံးပဲဟိုမီဒီယာဆိုပြီးတော့လာပြီးတော့သတင်းယူရင်ကိုသိတဲ့သတင်းကိုပေးလိုက် သူတို့ကိုပြောရမှာဒီသတင်းကဖြစ်ရမှန်ဖြစ်တယ်ဒါကျမတို့ကနိုင်ငံတော်အဆင့်တွေသိစေခြင်းတဲ့အတွက်ရှင်တို့ကနေတဆင့်မျှဝေခိုင်းခြင်းဖြစ်တယ်အဲ့ဒီလောက်ပဲရထားအဲ့ဒီလောက်နဲ့ပဲရထားအဲ့ဒီနဲ့သွားမပူနဲ့ပူရင်ခမားတို့ကထောင်ထဲရောက်မယ်အခုကျမပြောနေရတော့ ARD ဘက်မှာဖြစ်နေတဲ့ကိစ္စเนาะအဲ့ဒါကိုကျွန်တော်ပြောနေပြီเนาะ နောက်တစ်ခါဒီရန်ကုန်အနီးတစ်ဝိုက်မှာအဲ့ကပြားတွေပြပြီးမြေရောင်းစားနေတဲ့ကောင်တွေနော်အဲ့မီဒီယာကတ်တွေပြပြီးတော့ငါတို့ပိုင်တဲ့မြေကြီးတွေဘာညာလိုက်ရောင်းစားနေတဲ့ကောင်တွေအဲ့လိုမျိုးတွေရှိရတဲ့အတွက်ကျွန်မထပ်ပြောတယ်နောက်တစ်ခါရှင်းနေကိုငှားတဲ့ရှင်းနေတကယ်တမတမကြကြနဲ့ကိုအမှုတစ်ခုတည်းကိုအာယုံစိုက်ပြီးလိုက်ပေးမဲ့ရှင်းနေမျိုးရှာပြီးငှားပါနှစ်ဖက်ကြားချပြီးတော့ငါးရိုက်ထဲအကုန်ရောက်တာပဲဆိုပြီးတော့လုတ်သွားမဲ့ရှင်းနေမျိုးပမငှားနဲ့အဲ့ဒီလိုနှစ်ဖက်ကြားချတဲ့ရှင်းနေကြောင်ဆိုရင်အကျင့်ပြတဲ့ ရှင်းနေကျွန်းဝင်နဲ့မညီတဲ့ရှင်းနေဒီကြောင့်နေရင်ခမားတို့အမှုရှုံးမယ်ပဆက်ကုန်မယ်ထောင်ထဲရောက်အဲ့ဒါလေးတွေသိစေချင်လို့ကျွန်တော်ဒီနေ့လာပြောပြတာအဲ့တော့အားလုံးပဲညီကောင်မောင်မတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနောက်တချို့တချို့မီဒီယာတွေအနာရှိရင်တော့ဆက်အနာမရှိလည်းမဆက်နဲ့ပေါ့ဗျာနော်ကျွန်တော်ကတော့တိတ်ကြူးဆိုင်တဲ့အထက်မှာမပါဘူးဘယ်သူမှအဲ့တော့ဟိုဟိုကတွေပြင်ပါလေဒီကတွေဖိတ်ပါလေပြောခမားတို့ဥရှင်ကြီးလည်းမဟုတ်ဘူးဟုတ်တယ်မလားနော်ကိုယ့်ကိုယ်သိအဲ့ဒီတော့ဆိုရင်သဘောပေါက်ရှောက်ရှောက်ပြီးတော့လူကြောက်အောင်မလုပ်နဲ့ စားကွင်တွေလိုက်မရှာနဲ့เนาะအဲ့တော့ကဲမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပြည်တွင်းပြည်ပမှာနေထိုင်